Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလကိုပတ်မှာပါမယ့် skin တွေရဲ့ဒီလထွက်မဲ့ skin လေးတွေအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျပထမအဆုံးအနေနဲ့ကိုပတ်ပြောချင်တာကတော့ပုံမှန်ဆိုရင်ကိုပတ် Facebook နဲ့ TikTok မှာအမြဲတမ်း live လွှင့်နေတာပဲဖြစ်ပါတယ်ဒါမှမဟုတ်နိုင်ငံလက်ရှိဖြစ်နေတဲ့နိုင်ငံလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ live stream တွေကိုရဲအကန့်အသတ်မရှိနားထားတာပဲဖြစ်ပါတယ်ဒီအကြောင်းကိုလည်းကိုပတ်ရဲ့ Telegram နဲ့ကိုပတ်ရဲ့ Facebook page တွေမှာတင်ထားပြတာဖြစ်ပါတယ် YouTube ကသိမ်းမောင်းလေးမသိမှဆိုလို့ကျွန်တော်ထပ်ပြီးတော့မပြောပြပေးတာဖြစ်ပါတယ်လက်ရှိကတော့ကိုပတ် COC ဘက်ကပေးတဲ့ content တွေကိုပဲကျွန်တော်ဗီဒီယိုလေးတွေနဲ့ YouTube Facebook မှာပဲတင်ပေးဦးမှာဖြစ်ပြီးတော့မှာဗီဒီယိုတင်ပြီးရလာတဲ့ပတ်စံတွေ းကနေပြီးတော့ကိုဘောအလူငွေလေးတွေပြန်ပြီးတော့မှထည့်ပေးတော့မှဖြစ်ပါတယ်အခုလက်ရှိလည်းကိုဘောလူနေတာပဲဖြစ်ပါတယ်ဗျဒါပေမဲ့ကိုဘောမှာကတခြားအလုံးမရှိတဲ့အတွက်ကြောင့်မလို့ဗီဒီယိုကနေရလာတဲ့ပတ်စံပဲကျွန်တော်ကလူလို့ရမှာပဲဖြစ်ပါတယ်ဗျကိုဘောကတော့လက်ရှိထိုင်းမဟာဆိုင်ဘတ်ထဲမှာနေပါတယ်ဗျဒီမဟာဆိုင်ဘတ်မှာတော့ငလင်းကအဲ့လောက်ကြက်ကြက်တက်မဟုတ်ဘူးလှုပ်ယုံလောက်ပဲမနော်တော်တော်လေးအဲ့လိုမျိုးကြမ်းတမ်းတဲ့ထဲမှာတော့မပါဘူးကျွန်တော်လှုပ်တဲ့နေရာတော့အပြင်ထွက်ပြီးတော့ခဏရှောင်လိုက်တယ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေသွားတာပဲဖြစ်ပါတယ်ဗျ အခုလိုလေးပြောပြပေးတယ်ဆိုတာက brother တို့ကိုတီးစီကျွန်တော်ပြောပြပေးတာပဲဖြစ်ပါတယ်။ကဲတော့ let's go brother ကျွန်တော်ရေ basket လေးထွက်လဲဆိုတော့တစ်ချက်လောက်ကြီးလိုက်ကြအောင်ပြ။ပထမအုံဆုံးအနေနဲ့တော့ minion print skin လေးကို go pack ထဲမှာရရှိမှာဖြစ်ပါတယ်။ဒီ skin လေးကဆိုလို့ရှိရင်တော့ဒါ WWE နဲ့ color fade လောက်ပြီးတော့မှထွက်လာတဲ့ skin လေးပဲဖြစ်ပါတယ်ပြ။အခုလာဆိုလို့ရှိရင်တော့ဒါ WWE နဲ့ဒီ COC နဲ့ color fade လောက်ထားတဲ့ season လေးပဲဖြစ်ပါတယ်ဗျ။ဒီမျက်နှာဖုံးနဲ့ဘဲကြီးကိုလည်း brother တို့အနေနဲ့ရင်းနှီးလင့်မယ်လို့တော့ထင်ပါတယ်ဗျ။ဒီကောင်လေးကတော့ဒါ go pack မှာပါလာမှာပဲဖြစ်ပါတယ်။ တော်တော်လေးတော့မိုက်တယ်လို့ပြောလို့ရပါတယ်ဗျပြီးသွားရင်တော့ king skin ပဲဖြစ်ပါတယ်ဗျဒီ king skin လေးอ่ะဆိုလို့ရှိရင်တော့ဒါ၄ရက်နှစ်မှာရောင်းချပေးတော့မှာဖြစ်ပါတယ် legendary skin ဖြစ်တဲ့အတွက်ကြောင့်မလို့သူကကြတော့ ဒေါ်လာ9.99နဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ဗျလုံးဝစမတ်တောင်းတဲ့အကွက်တွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီကောင်လေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပြီးတော့လို့ရှိရင်တော့ကိုဘောဒီဟီးရိုးလေးတွေရဲ့ဂိမ်းပလေးလေးကိုတစ်ချက်ပြပေးပါမယ်ဗျလလုံးစေတော့သူတို့ရဲ့ထွက်မဲ့ရက်လေးတွေကိုတကောင်ချင်းစီတောင်းလိုက်ပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်ဒါလေးကတော့ဝိုင်ယာရှက်ပြစကင်လေးပဲဖြစ်ပါတယ်ဗျသူကတော့ရှောက်ရနေမှာဒီရှောက်ကနေပြီးဒေါ်လာ10နဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ဗျဒီမှာပြီးရင်တော့သူ့ရဲ့ကကွက်လေးတွေကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်โอเคဒါကတော့ဝိုင်ယာရှက်ပြဖြစ်တဲ့အကြောင်းလို့ဒီလိုမျိုးလှန်လေးလေးပါနေမှာပဲဖြစ်ပါတယ်ဗျ ။ဒါလီကတော့ Queen Skin ပဲဖြစ်ပါတယ်။ Queen Skin ကတော့ကိုရဲ့နေ့မှာရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။ဒီကောင်းကိုကြည့်မယ်ဆိုရင်တော့တော်တော်လေးလန်းတဲ့အထဲမှာပါပါတယ်ဗျ။ဒီထိုင်ကုန်နေနဲ့ရိုက်တဲ့အကွက်တွေကတော့ WWE ရ SmackDown အကွက်ကလေးတွေပဲဖြစ်ပါတယ်။တော်တော်လေးကောင်မအောင်မိုက်တယ်။ဒီ Queen ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ Tattoo လေးတွေနဲ့တွေ့ရမှာဖြစ်ပါတယ်။ဒါ Byte တွေမှာလည်းပြီးလက်မောင်းတွေမှာရော SmackDown ထဲမှာနာမည်ကြီး player ရဲ့ character လေးတွေဖြစ်မှာတင်တယ်ဗျ။ကိုပေါ်ကအပတ်ကိုတိတ်မကြည့်တော့ကျွန်တော်အပတ်ကိုတော့တိတ်မသိဘူးဗျ။ Okay ဒါလီကတော့ Warden Skin ပဲဖြစ်ပါတယ်ဗျ။ Warden Skin ကတော့7ရက်နေ့မှာရောင်းချပေးတော့မှာဖြစ်ပါတယ်။ဒီ Skin တွေက ကုန်လုံးကလည်း legendary ဖြစ်တဲ့တကြောင်မလို့ဒေါ်လာ30နဲ့ရောင်းချပြီးတော့မှပဲဖြစ်ပါလေဗျဒီဘက်ကိုကြည့်မယ်ဆိုရင်တော့ site ကတော့တော်လေးကိုမှမိုက်တယ်လက်ရှိလည်းဒါထွက်ပူးခဲ့သမျှစကင်တွေထဲမှာနည်းနည်းလေးဒါယောက်ျားဆန်တဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ဗျတော်လေးမျက်နှာအနေထားနဲ့မျက်လုံးတွေကင်ထားတဲ့လက်နက်ကအစတော့တော်လေးကိုမှမိုက်တယ်ဗျ Okay အဲ့တော့ဒီ hero 9កောင်လုံးရဲ့ gameplay လေးကို short ချက်လောက်သွားပြီးတော့မှကြည့်လိုက်ကြအောင်ဗျ Okay ပြမအောင်ဆုံးနေတဲ့ကဘောတော်ရဲ့ game လေးကိုတစ်ချက်လောက်ကြည့်ရအောင်ဗျဒါလေးကတော့လုံးဝအဲသူထိုင်ကုန်နဲ့ရိုက်တာဗျ ူတည်သွားရင်ဟောဘယ်လိုလေးပုံမလဲဆိုတော့ချက်လောက်ကြည့်ရအောင်ဗျ။ Okay validity ပေးကြည့်လိုက်မယ်။ထိုင်ကုန်တော့အမှန်ကောင်ဆွဲတာရောဟိုမိုက်တော့ Okay Okay ပါ။ပါနေမှမရဘူးနော်လောလောဆယ်တော့ထိုင်ကုန်နဲ့ပဲရိုက်တယ်ဆိုချက်လောက်နဲ့တော့မကန်ဘူးဗျ။ဟော โอเคတေဝါလို့ချင်ရောဘယ်လိုလေးလဲဗျာ။အော်တေဝါလို့ချင်တော့လက်လေးကိုဖိပြီးတော့မှတူရဲ့ပုံစံလေးပေါ့နော်။โอเคပြီးတော့ကျွန်တော်ကွင်းလေးကိုတစ်ချက်လောက်ကြည့်အောင်ဗျာ။ကွင်းကတော့အော်ကွင်းကထိုင်ကုံနဲ့ပေါက်တာဗျာနော်။ထိုင်ကုံနဲ့ပေါက်ချက်ကြီးအဲ့လောက်ပြင်းလာ။โอเคကွင်း velocity ပေးလိုက်မယ်။ဟဲ့ထိုင်ကုံကြီးနဲ့လမ်းပေါက်တာကြီးကတော်တော်အဝေးကြီးရောက်တာပေါ့လေ။โอเคပါ။သူကလည်း WWE skin နေဆိုတော့သိရမလား။ထိုင်ကုံလည်းပဲလမ်းပေါက်တဲ့အကွက်ကလေးတွေပဲဖြစ်ပါလား။ ควินนี่ตีทวายอย่างเบลอปုံซันนี้แหละเปียอ๋อนาจีนนี่แหละปုံซันนี่วะละเล้ผีพี่แล้วสนอกินเนี่ยเว้ยตีพี่แล้วมาไม่ควินไม่ชะบาเว้ยพี่ตัวจรวายแชมเปี้ยนนี่แชเราจี้เอาวะวายแชมเปี้ยนเรากองมาอีผิดทวายไปแล้วบราดาအရင်ကတော့ကျွန်တော်တို့ယောက်ျားလားမသိမိန်းမလားမသိဖြစ်နေတဲ့နေသားမှာဒီတစ်ခေါက်တော့လုံးမိန်းမမှတဲခွဲသွားပြီပေါ့နော်။ Okay ယောက်ျားဆန်တဲ့မိန်းကလေး။တေဝိုင်းတော့ကနေမှာမို့ဒီပြက်။အော်ယောက်ျား အားတွေပါရွယ်ပြီးတော့မှဖြစ်နေတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ Okay ပြီးတော့ကျွန်တော် water skin လေးတစ်ချက်ကြည့်အောင်။ water လေးကိုတော့ကို ground ပဲကြည့်မယ်နော်။ water တော့မစုံးပြောင်းတော့အနဲ့ရောင်လုံးဝတကူလုံးအနဲ့ရောင်တွစ်စင်ဝှထားတဲ့အိမ်ရ။သူကဒီလက်ထဲမှာကင်ထားတဲ့ဟာလေဒါတင်မင်းလိုမျိုးဟာမျိုးဒုတ်ကောင်းနဲ့လှမ်းပြီးတော့ရိုက်တာပေါ့တဲ့။ဟိုမှာတေဝမ်းဘယ်လိုပေါ်လဲဗျ။သူကတော့ငုတ်တုတ်ကြည့်ပါတော့။နောက်ကဒီဘူးကြီးကဘာကြီးအော် ဝိညာဉ်တွေထွက်သွားတဲ့သဘောမျိုးလားတော့မသိဘူးเนาะနောက်ကဒီကင်ထားတဲ့ပူပါလေโอเคပြီးတော့ကျွန်တော် minion print skin တွေကိုတစ်ချက်လောက်ကြည့်အောင်ဗျာ minion print skin တွေကတော့ဒါဂိုးပတ်မှာပါလာမှာဖြစ်ပါတယ်ဒီကောင်ကတော့ဒါမဆိုးလို့ပြောလို့ရရဲ့အထက်မှာပါတယ်ဗျာဒီ skin တွေဒေါ်လာ30တန်းနေမဝယ်ဘူးဆိုရင်တော့မှဒီ gold bus skin တွေတော့ဝယ်ထားတင်တယ်လို့တော့ကိုပေါ်အနေနဲ့ထင်တယ်ဗောနော oh my god အိုးရောင်ကြီးကျွတ်လိုက်တာဗောโอ้ shit โอเค ဒီမီနီယံပရစ်စကီကတော့တော်တော်လေးကြိုက်တဲ့ထဲမှာပါတယ်အယောင်စုံလေးနဲ့ပြီးတော့ဂိုးဘက်ထဲမှာထည့်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါ်လာ10နဲ့လဲဝယ်စရာမလိုဘူးဒေါ်လာ6.9နဲ့ရရှိမှာပဲဖြစ်ပါတယ်ဗျာ။ Okay ပြီးတော့ပြီဆိုလို့ရှိရင်တော့ maskin တွေကိုကြည့်အောင်ဗျာ maskin ကတော့2ရက်နေမှာထွက်ရှိမှာပဲဖြစ်ပါတယ်ဒေါ်လာ6.9နဲ့ short မှာရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ဗျာ။ဒီ maskin တွေကျွန်တော်ရဲ့အသေးစိတ်လေး live ပြီးတော့ကြည့်အောင်ဗျာ။ဒီ map ရဲ့ related ထဲမှာဆိုလို့ရှိရင်တော့ဒီ WWE ရဲ့ logo လေးပါမှာပဲဖြစ်ပါတယ်ဒီလိုပုံစံလေးပေါ့နော်အဲ့လိုပုံစံ logo လေးကိုတွေ့မြင်မှာဖြစ်ပါတယ်ပြီးတော့ရင်တော့ဒီဘက် base မှာဆိုရင်လည်းဒီလိုမျိုးကျိုးလေးတင်တာ ားတော့ဒိုင်လူကြီးလားပြိတက်လားတော့မသိဘူးလုံးလုံးဆယ်တော့ဒိုင်လူကြီးတင်တယ်ဗျာနော်ပြီးွားရင်ဒီဘက်မှာကျွန်တော်ဘာဘာရုပ်ထုကြီးတွေကိုလည်းတွေ့မြရမှာပဲဖြစ်ပါလိအားပေးနေတဲ့ပြိတက်လေးတွေပေါ့ဗျာဒီဘက်ရှမ်းမှာကြတော့โอเคဒီမှာဘာကြီးလဲဗျာဘာကြီးကြိုင်တော့တနက်ကြီးနဲ့ဘာလုံခြုံရေးတင်တယ်ဗျာကျွန်တော်စိတ်တယ်โอเคဒီဘက်ဘေးမှာဆိုလို့ရှင်လည်းဒါဘာဘာကြီးကိုတွေ့မြန်မှာဖြစ်ပါတယ်ဒီအောက်မှာတော့ဒီပုံလေးတွေပြပြပဲပြောမဆိုရင်တရင်ကြုံညာတဲ့ပုံစံလေးပါ LED ပုံစံမီ ပြောမယ်ဆိုရင်တော့ဒါ TV ဖန်သားပြေလိုမျိုးပေါ့ဗျာဒီလက်ဝိတ်ပွဲတွေမှာတွေ့ရတဲ့ပုံစံလေးတွေအတိုင်းအောင်ဒါလှုပ်ထားပြတာပဲဖြစ်ပါတယ်နောက်မှလည်းဒီ WWE logo လည်းတွေ့ရမယ်တော်တော်များများတော့သူတို့ logo တွေများမယ်သူတို့ရဲ့ယုံထဲမှာဆိုတော့လေပြီးတော့ wire ချိုးတွေအောက်မှာဓာတ်တွေပါနေတယ်အဲ့ဒါတွေကဒီပွဲတဲကိုယူလို့ရလို့လား okay ပါဓာတ်ရောတုတ်တရောခရင်ခွားရောစုံနေပါပဲဒီမှာဆိုလဲပတ်စိန်ရောကျုံဓာတ်ရော ော်တော်တော်များများလေးကိုတော့တွေ့မြင်ဖြစ်ပဲကျွန်တော်ကကြိုက်တာကကျတော့ဘာကိုကြိုက်တဲ့ဒီနောက်ကထည့်ပေးရတဲ့ background ကိုတော့ကြိုက်တယ်ဗျာပြီးတော့ဒီအပင်တွေဒီပေါက်မဲ့နေရာလေးတွေပေါ့နော်အဲ့မှာဆိုလို့ရှိရင်အနီရောင်လေးကိုတုံထားပေးတယ်ဒီအောက်ကသူ့ရဲ့ဒီ background မှာဆိုလို့ရှိရင်တော့ဒီလိုမျိုး WWE logo လေးပါမယ်ပြီးတော့ဒီအဖြူရောင်လေးပါနေရာလေးမစိုးလို့ပြောလို့ရရပြန်တော့အပင်တွေပါပေါက်မယ်ဆိုရင်တော့ဒါမျိုးလေးပေါက်မှာပဲဖြစ်ပါတယ်ကဲတော့သူ့ရဲ့ဒီကလန်ကပီတဲ့ပုံစံလေးကိုဘယ်လိုလုပ်ပေးရလဲတစ်ချက်ကြည့်အောင်ဟုတ်ကလန်ကပီတဲ့မှာဆိုလို့ရှိရင်လည်းလုံးဝဒီ WWE ရဲ့ logo အကြီးစားကြီးပါမယ်ပညာလေးပါမယ်ပြီးတော့ဒီဘက်က ျွန်တော်တို့ရေတက်ကိုသွားတဲ့ဟာကိုကျတော့ဒီဘက်ကီပုံစံလေးပေါ့နော်ကားပုံစံလေးလှုပ်ထားပေးတာဖြစ်ပါတယ်။ Okay ဒီမှာကြည့်မယ်ဆိုရင်လည်းပုံစံအသစ်စမ်းလေးဒီကို brother တို့နေတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျ။ Okay mic တော့ mic တယ်ဗျာနော်။နေရာတိုင်းမှာဒီ WWE logo လေးတွေထည့်ထားပေးတယ်ဗျ။ ီ smackdown အား brother တို့ကျွန်တော်တို့ဟိုးရင်တော့ကြည့်ရပြဒါလေးကိုတကယ်အောက်မှတ်ပြောလေတကယ်ဆောင်းဝန်းကျန်းနဲ့အောက်မှတ်ပြောကြည့်ခဲ့မှုတယ်ဒါမဲ့ဒီကောင်းနဲ့နောက်ပိုင်းကျတော့နည်းနည်းလေးဘယ်လိုပြောမလဲဟိုလောက်ွက်တီလို့ဘာလို့လို့ဖြစ်လာတော့တိတ်မကြည့်ဖြစ်တော့ဘူးနော်နောက်ပိုင်းဆိုတာတော်တော်လေးကြာသွားပြီမကြည့်ဖြစ်တာပြီးတော့သူတို့ရဲ့ player အဲ့ဒီ minion print ရဲ့ဒီမျက်နှာပုံးတက်ထားတဲ့ဘဲကတော့တော်တော်နာမည်ကြီးတယ်မှာပါတယ်ဗောဒီ minion print ဒီကောင်းအဲ့ဒီမျက်နှာပုံးလေးတက်ပြီးတော့ကျန်းတဲ့ထဲမှာအဲ့ကောင်တော့ကိုဘောတိတယ်ဗျဒါမဲ့နာမည်တော့မမှတ်မိတော့ ။ Okay အဲ့ဆိုကျွန်တော်ရောင်းချပေးမယ့်ရက်လေးတွေကိုတစ်ချက်လောက်ပြန်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တရက်နေ့9ဘတ်ထဲမှာဆိုရင် Binia Prince ကပါလာမှာဖြစ်ပါတယ်။ King ကကျတော့၄ရက်နေ့ကျရင်ဝယ်လို့ရမှာဖြစ်ပါတယ်။ Wyatt Champion ကကျတော့ကျွန်တော်6ရက်နေ့မှာဝယ်လို့ရမှာဖြစ်ပြီးတော့မှ Queen's King ကဆိုလို့ရှိရင်9ရက်နေ့မှာဝယ်လို့ရမှာဖြစ်ပါတယ်။ Warren ကကျတော့17ရက်နေ့မှာဝယ်လို့ရမယ်။အခုလက်ရှိဒီ Max ကတော့2ရက်နေ့မှာဝယ်လို့ရမှာပဲဖြစ်ပါတယ်ဗျ။ Wyatt Champion Brother Lee ကဆိုလို့ရှိရင်ကိုဘရဲ့ Viper Telegram လေးကိုဒီမှာရေးထားပေးတယ်။အဲ့ရင်လည်းဆက်သွယ်ပြီးတော့ကိုဘစီမှာလာပြီးတော့မှဝယ်ယူအားပေးလို့ရပါတယ်ဗျ။ Okay အဲ့တော့ဒီ video လည်းတလောက်ပါပဲ။ Video လေးကိုအဆုံးထိကြည့်ပေးတဲ့ညီကိုလေးတယောက် ရှင်အောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးအေးချမ်းပြီးတော့မှအန္တရာယ်ကင်းကင်းနဲ့အကုန်လုံးရှစ်တဲ့သူတွေခင်တဲ့သူတွေနဲ့နေနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်လည်းမြန်မာနိုင်ငံကိုတော်တော်လေးကုန်မအောင်လွမ်းနေပြီးပြန်လဲပြန်လဲခြင်းနေပါပြီကျွန်တော်ထိုင်းအောင်ရောက်တာဆိုရင်တော့2015လောက်တည်းကရောက်တာတကားမှပြန်မလဲရသေးဘူးတော်တော်လေးလည်းကျွန်တော်လွမ်းနေပါတယ်ကဲအားလုံးပဲဖတ်ဖိုင်ပါကျွန်တော်ရဲ့နောက်ဗီဒီယိုရှာမှာပြန်လဲဆုံတွေ့ကြပါမယ်ဗျာ